hallelujah ယနေ့မှအသက်ရှင်လျှောက်လန်းရမယ်နှုတ်ကပတ်တော်ကောင်းစင်ကတော့သင်ဟာဆိုရင်ဖျားသခင်ဤတကူနဲ့ပြည့်စုံသောအိမ်တော်ဖြစ်တယ် hallelujah ယုံကြည်သူခရိယန်ကဖျားသခင်ရဲ့မျက်မှောက်တော်ကိုတည်ဆောင်နေတော်သူဖြစ်တယ်ရာခစီဒီဒီခီရှီဒီဒီ ဘုရားရဲ့အသက်ရှင်တဲ့မျက်မှောက်တော်ကတင်တော်လီရရာမှာအတူပါရှိနေတာဖြစ်တယ်။ရခရှိတဲ့တင်ရောက်ရှိတဲ့နေမှာဘုရားမျက်မှောက်တော်အသက်ရှင်တဲ့ဘုရားမျက်မှောက်တော်ကရောက်ရှိနေတာဖြစ်တယ်။ဆိုဆာလန်68အငယ်8ကိုကြည့်ရအောင်။ဟာလေလုယ။ဘုရားသခင်မျက်နာတော်ကြောင့်ညီကြီးလှုပ်၍ဟာလေလုယမိုးကောင်းကင်ဒီယိုစီးလေဟာလေလုယ ဣသီလအမျိုးကြီးဖျားသခင်မျက်နာတော်ကြောင့်တိနာတောင်းပြီးလေတုံလှုပ်၏ဟာလေလုယဒီနေ့ဖျားမျက်နာကကဘာမြည်ကြီးကိုမူသေးတဲ့ကြောင့်ကဘာမြည်ကြီးကလှုပ်ခတ်နေပြီဖြစ်တယ်ဟာလေလုယဆန်ဒရာဆိုတဲ့ကလေးမလေးတယောက်ကသူကသူ့ရဲ့ကြောင်းခမ်းလေးကိုဝင်တဲ့အချိန်တိုင်းမှာသူကဘာလုပ်လဲဆိုအခြားသောဘာသာစကားနဲ့ဆူတောင်းတယ်။အခြားသောဘာသာစကားနဲ့ဆူတောင်းတယ် တန်ရှင်းသောဝိညာဉ်တော်နဲ့သူအမြဲတမ်းမိတ္တဟာယဖွဲ့တယ်ဘုရားနှုတ်ကပတ်တော်ကိုအမြဲတမ်းသူကရွတ်ဆိုတယ်ဘုရားရဲ့နှုတ်ကပတ်တော်ကိုအမြဲတမ်းဖတ်ရှုတယ်ဆိုတဲ့အခါမှာသူအကြောင်းခံနည်းကိုဝင်သွားတဲ့အခါတိုင်းမှာသူ့ရဲ့တငယ်ချင်းတွေကဘုရားမျက်မှောက်တော်ကိုခံစားရတာဖြစ်တယ်ဟာလေလုယာမကျမ်းမာပဲနဲ့ကြောင်းရောက်လာသူ့တငယ်ချင်းတွေကကျမ်းမာခြင်းရရှိခဲ့တယ်အာခေါင်းကိတ်လို့ပဲဖြစ်ဖြစ်ဘလို့အနေထားအဖျားနာလို့ပဲဖြစ်ဖြစ် ဘလို့ပြဿနာပဲရှိ သူရှိရောက်လို့ရှိသူတငယ်ချင်းတွေကလွတ်မြောက်ခြင်းဝမ်းမြောက်ခြင်းကိုရရှိခံစားရတချို့လူတွေက born again ဖြစ်လာတယ်ဘလို့မျိုးငါတို့ဒုတိယမွေးဖွားခြင်းခံရမလဲလို့သူ့လာမေးကြတယ် ငါတို့ကမင်းကိုကိုွေတဲ့ဖះကိုလိုချင်တယ်လို့လာပြီးတော့မှသူ့ကိုပြောကြ။ဘာကြောင့်လဲဒီလိုဖြစ်နေရတာလဲဆိုတော့ Sandra ကကောင်းကောင်းသိတယ်။ဘာကြောင့်လဲဆိုတော့ तू ဟာဖះရဲ့ဗိမ့်မန်တော်ဖြစ်တယ်။ဖះရဲ့အသက်ရှင်တဲ့မျက်မှောက်တော်ကိုတည်ဆောင်ထားတဲ့โอ้ราคาชิดิดิดิโคสิ तू ผิดเด้ซอ तू เกอะติมา तू กาวกาวลีน้าลีเด้ तू ยောက်เตอะเย็ดไอ้มา तू กะพยาญ่หมอกตัวเตซ่องตั้วเด้ तू ผิดเด้ด้วยจ้ะ သူရောက်ရှိတဲ့အရက်တိုင်းမှာဖခင်ရဲ့နမိတ်လက္ခဏာတွေကတက်ရောက်နေတာဖြစ်တယ်။ဟာလေလုယ။ယောက်ျန်းစာကဘာပြောထားလဲဆိုကျွန်မတို့သွားကြည့်ရအောင်။တိကောခန်းကြီး၃ခန်းငယ်၁၆။ Hallelujah တင်းတို့သည်ဘုရားသခင်၏ဗိမ္မာန်တော် ဖြစ်ကြသည်ကို၎င်းဘုရားသခင်၏ဝိညာဉ်တော်သည်တင်းတို့အထဲ၌ကျင်းဝတ်တော်မူသည်ကို၎င်းမသိကြသလော Hallelujah လူတွေကဖခင်ရဲ့ပြိမာန်တော်ကိုရှာကြတယ်အဆောက်အဦတွေကိုပဲရှာကြဒါပေမဲ့ကျမ်းစာမှာဖခင်ကအတိအကျပြောသင်ကဖခင်ပြိမာန်တော်ဖခင်ရဲ့ဝိညာဉ်တော်သင်အထဲထဲမှာကျင်းပွက်တယ်ဆိုရင်သင်ကပြိမာန်တော်ကြီးဖြစ်တယ်ဆိုတာမသိဘူးလားလို့ဖခင်ကိုယ်တိုင်သင်ကိုမေးခွန်းထုတ်တာပြည်ဟာလေလုယဒီနေ့မိတ်ဆွေသင်ကဖခင်မျက်မှောက်တော်အသက်ရှင်တဲ့ဖခင်ရဲ့မျက်မှောက်တော်ကိုသေဆောင်နေတဲ့ဗိမ္မာန်တော်ဖြစ်ကြောင်းကိုသင်နားလေရမယ်။သင်ကတာမန်လူမဟုတ်ပါဘူး။ ဟာလေလုယသင်ကဗိမာန်တော်ကြီးဖြစ်တယ်လူတွေကဘယ်ဗိမာန်တော်ကပူကြီးတယ်ဘယ်ဗိမာန်တော်ကပူခမ်းနာတယ်ဘယ်ဗိမာန်တော်ကလူပူများတယ်ဘယ်ဆရာကတရားဟောပူကောင်းတယ်ဘယ်ဆရာကနိုးထမှုဖြစ်စီတယ်ဆိုပြီးတော့မှခန်းစားချက်တွေနဲ့လိုက်ရှာဘုရားကတော့အဲ့လိုလူကိုမရှာဘူးမိတ်ဆွေတင်းတိချာစဉ်းစားနော်ဒီနေ့ဘုရားရှာနေတာကမိမိကိုကိုအသက်ရှင်တဲ့တန်ရှင်သောဝိညာဉ်တော်ချိန်ဝတ်နေတဲ့ဗိမာန်တော်ဖြစ်ကြောင်းကို သိပြီးတော့မှ ဖရာရဲ့ဗိမာန်တော်အဖြစ်တက်ရှင်တဲ့ဖရာမျက်မှောက်တော်ကိုသေဆောင်ထားတဲ့တင်းကိုပဲဖရာကချိတ်ဆက်ပြီးရှာနေတာဖြစ်တယ်ဟာလေလုယာဟိုရာကဒါကြောင့်ဖရာသခင်ကပြောတယ်ရုခုရှိလီလီတင်းဟာဖရာသခင်ရဲ့အိမ်တော်ဖြစ်တယ်ဖရာရဲ့တန်ရှင်းရဌာနဖြစ်တယ်ဟာလေလုယာဟေဘရဲခန်းကြီး၃ခန်းငယ်တစ်ကိုတော့ကြည်ရအောင်ရာခဆူရုဖုခုရှိလီလီလီလူမော ထိုတို့ဖြစ်ရင် ကောင်းကင်ဘုံနှင့်ဆက်ဆိုင်သောခေါ်ဖိတ်တော်မူခြင်းကြီးစုကို ခံရသော သူဟာလေလုယာသင်ဟာဆိုရင်သင်ထဲထဲမှာတန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်နေတယ်ဆိုရင်သင်ဟာဘုရားဗိမာန်တော်ဖြစ်တယ်သင်ကောင်းကောင်းသိရဆိုရင်သင်ဟာတာမန်လူမဟုတ်တော့ဘူးကောင်းကင်ဘုံနှင့်ဆက်ဆိုင်တဲ့အရာမှာခေါ်ဖိတ်ခြင်းကြီးစုကိုခံထားရတဲ့သူဖြစ်တယ်ဟာလေလုယာသင်ဟာတခြားသောသူနဲ့မတူဘူးတန်ရှင်သောညီအကို ဟာလေလုယာရာခစစ်တေတေခိရှိငါတို့ဝင့်ခန်တော့တမန်တော်နဲ့ယေဘရဟိမင်းတည်သောယေရှု၏အကြောင်းကိုစစ်စစ်စင်ကြင်ကြလာဟာလေလုယာရာခစစ်တေတေဘုရားသခင်ကတင့်ကိုတန်ရှင်းသူအဖြစ်သတ်မှတ်ထားတာဖြစ်တယ်ဒါကြောင့်တင်ကဂျေဘရဟိမင်းအကြီးဆုံးဖြစ်တဲ့ယေရှုကိုစစ်စစ်ကြည့်ရမှာဖြစ်တယ်ဟာလေလုယာသင်ကလောကအရာတွေကိုကြည့်ရမှာမဟုတ်ဘူးကိုတရားဟောဆရာဒီတရားဟောဆရာကိုဗိမ္မာန်တော်အဆောက်အဦးဒီဗိမ္မာန်တော်အဆောက်အဦး ကိုတင်ဘိုလ်လူမျိုးဆွဲဒီလူမျိုးဆွဲတွေကိုတင်ကြည့်ရမှာမဟုတ်ဘူးဖခင်ကတင့်ကိုဟာလေလုယကောင်းကင်ဘုံနဲ့ဆက်ဆိုင်တဲ့အရာမှာခေါ်ရတာဖြစ်တယ်တင့်ကိုတန်ရှင်းသူဖြစ်ဖခင်သခင်ကသတ်မှတ်ထားတာဖြစ်တယ်ဒါကြောင့်တင်ဟာယေရှုကိုပဲစစ်စစ်ကြည့်ရမှာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေတင်ဟာဆိုလို့ရှိရင်တန်ရှင်းတော်သူဖြစ်ဖြားခင်ပြုလုပ်ခင်ခံတားရတာဖြစ်တယ်ကောလိုသဲ1:20မှာဗာပြောထားလဲဆို အကြောင်းမူကားကောင်းကင်အောက်၌ရှိသမျှသောဝိနည်းယတတဝါတို့အားဟောပြောသည်ဖြင့်တင်းတို့သည်ကိုယ်တိုင်ကြားရပြီးသောဤဝင်ကလေးတရားဤမျော်လင့်ခြင်းမှမ၍မလျှော့ပဲတိုင်ညစ်ကြခြင်းတည်ကြည်ခြင်းနှင့်တကွမြဲမြံစွာယုံကြည်လင်းတန်ရှင်းစင်ကြယ်လက်အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက်ရှိသော တင်တို့ကိုရှိတော်၌ဆက်သမိအကြောင်းဒီဟာလေလုယာဒါကြောင့်23ကိုဆက်ပြီးတော့မှကြည့်မယ်ဆိုရင်20ခန်းငယ်22မှာဗာပြောထားလဲဆိုကောင်းကင်အောက်မှာခြိနေတဲ့ဝီနီယတတဝါလို့ပြောတော့နော်ဘုရားသခင်ကကောင်းကင်အောက်မှာရှိနေတဲ့ဝီနီယတတဝါတင်ဟာတတဝါပဲဖြစ်တယ်ဟောပြောတဲ့ပြည့် တင်တို့ဒီကိုယ်တိုင်ကြားရပြီဆိုအီဝင်ဂရီတရားတင်ကအီဝင်ဂရီတရားကိုမကြားခင်မှာတတဝါပဲဖြစ်တယ်ဝီနီယတတဝါပဲဖြစ်တယ်ဒါပေမဲ့ဒီအဲ့အီဝင်ဂရီတရားကိုကြားပြီးတော့မှအီအီဝင်ဂရီတရားကြောင့်ညော်လင့်ခြင်းထဲမှာသင်ရှင်းတန်လာပြီးရင်အဲ့ဒီညော်လင့်ခြင်းထဲမှာမယွရဘူးဟာလေလုယာအဲ့ညော်လင့်ခြင်းထဲမှာသင်တိုင်းမြင့်ကြရအမြင့်ကြနေရမယ်ပြီးရင်သင်ကဗျိုင်လဲလို့မရဘူးတည်ကြည်ရမယ် ်ပြီးမြဲမြံစွာယုံကြည်ရမှာဖြစ်တယ်ဟာလေလုယအဲ့ဒီခါမှာဘုရားသခင်ကတင့်ကိုတန်ရှင်းစင်ကြယ်စေတယ်အပြစ်တင်ခွင့်နဲ့ကင်းလွတ်စေတယ်ဟာလေလုယအဲ့ဒါကဘာကြောင့်လဲဆိုတင့်ကိုခမဲတော်ဘုရားသခင်ရှေ့မှာဆက်တာဖို့အတွက်ဟာလေလုယပြင်ဆင်တာဖြစ်တယ်ဒါကြောင့်တင်ကအဝင်ဂရီတရားကိုကြားပြီးတော့ဘုရားသခင်လှုပ်ပြီးတဲ့အရာကိုမျော်လင့်ပြီးငြင်းမြန်စွာတီကြည်လက်ဆုပ်ကင်ထားမယ်ဆိုရင် ်တင်းကိုဘုရားသခင်ကကောင်းကင်အရာကိုပို့ဆောင်ပြီးမှဖြစ်တယ်ဟာလေလုယဒါကြောင့်တင်းကဒီနေ့ယုံကြည်ပြီးတော့အေဝင်ဂေလိသတင်းစကားကိုကြားပြီးယုံကြည်မနေ့ပင်ကြားရင်မယုံကြည်တော့ဘူးဒီနေ့ကအာတန့်ရှင်းတယ်မနေ့ပင်ကြားရင်မတန့်ရှင်းတော့ဘူးဒီနေ့အပြစ်မရှိဘူးမနေ့ပင်ကြားရင်အပြစ်ရှိတယ်အဲ့လိုသွားလို့မရဘူးမိတ်ဆွေတင်းကအေဝင်ဂေလိတရားကိုသင်စုပ်ကင်ထားရမှာဖြစ်တယ် အဲ့တရားကနေသင်ယူရလို့မရဘူးဖြစ်တယ်။အဲ့တရားထဲမှာသူသင်ကအမြင့်ကျနေရမှာဖြစ်တီးကြည်နေရမှာဖြစ်တယ်။ငဲမြန်စွာယုံကြည်ရမယ်လို့ပြောထားတာပဲ။ဒါကြောင့်လေသင်ရဲ့အထေးထဲမှာဘုရားကသူ့ရဲ့တန်ရှင်းသောဝိညာဉ်တော်ကိုထည့်ပေးလိုက်တာဖြစ်တယ်ဗျာ။အဲ့ဝိညာဉ်တော်အာဖြစ်ဘုရားခင်ကတင့်ကိုစင်ကြယ်ပေးနေတာဖြစ်တယ်။ဝိညာဉ်တော်အာဖြစ်တင့်ကိုဘုရားခင်ကအပြစ်တင်ခွင့်နဲ့ကင်းလွတ်စေတာဖြစ်တယ်။အဲ့ဒီအရာကကောင်းကင် အရာ၌တင့်ကိုဆက်တာဖို့ဖြစ်တယ်ဆိုတာအတိအကျဖော်ပြထားတယ်။ထိုအရာကိုမိတ်ဆွေနားလေပါစေ။ဟာလေလုယ။ထိုကျမ်းချက်ကိုမိတ်ဆွေသိချစွာဖတ်ပါပြီးစဉ်းစားပါ။တင့်ရဲ့အတ္တကဘယ်နေရာမှာရှိနေပြီလဲ။ရွေးလျော့သွားပြီလား။မြင်းမြင်ပြီးအမြင့်ကျနေလားဆိုတင်သိချစဉ်းစားဖို့လိုတာဖြစ်တယ်။အေးဖက်အခန်းကြီး၁ခန်းငယ်လေးကိုကြည့်ရအောင်။ဤကဘာမတီမရှိမီ ငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အားပေးသနာတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဘုရားသခင်သည်မင်္ဂလာရှိစေတည်းဟာလေလုယာတင့်ကိုဘုရားသခင်ကခရစ်တော်ထဲ၌ရွေးကောက်ထားတာပဲဟာလေလုယာဘာအတွက်ရွေးကောက်တာလဲကောင်းကင်ဘုံနဲ့ဆိုင်တဲ့အရာ ဓမ္မမင်္ဂလာတွေကိုပြီးခြင်းလို့ဖြစ်တယ်ဟာလေလုယာသင်ဟာတာမန်လူမဟုတ်ပါဘူးကောင်းကင်ဘုံနဲ့ဆိုင်တဲ့အရာတွေကိုရရှိပိုင်ဆိုင်တော်သူဖြစ်တယ်ဟိုးအအောဖွဲ့သင်ရဲ့ကောင်းကြီးကအကြီးကြီးဖြစ်တယ်ညီကြီးကောင်းကြီးဘုပဲလူတွေကမျှော်လင့်ကြတယ်ဖျားတခင်ကတင့်ကိုပေးတာညီကြီးအရာသာမကကောင်းကင်ပုံနဲ့ဆိုင်တဲ့ဓမ္မဟာလေလုယာမင်္ဂလာကိုပါ ထက်လောင်းပြီးပေးတာဖြစ်တယ်။တင်းရဲ့ဝိညာဉ်တွေကနေပြီးတင်းထိုးနှုတ်ကပတ်တော်ကိုရယူပါခံယူပါမိတ်ဆွေ။ထွတ်မြောက်ရာ19မှာဘုရားသခင်က မောရှိကိုဘာပြောသလဲဆိုတော့ဣဒေယလူမျိုးတွေကိုအေကူပြာနေပြီးသူ ထွက်လာစီပြီးတဲ့အခါမှာတတိယလတရက်နေ့မှာတိနာတော်ကိုရောက်လာကြ။တိနာတော် တင်နာတောင်ကိုရောက်တဲ့ခါမှာအဲ့တော့တောင်ရဲ့ပတ်ချာလေးမှာဣဇာလူမျိုးတွေကိုတက်ချခိုင်းပြီးတော့မောရှိကိုဘုရားသခင်ကခေါ်တယ်မောရှိကိုဘုရားခင်တန်တော်ကိုတက်သွားတောင်ပေါ်တက်သွားတောင်ပေါ်ခေါ်တဲ့တန်ကြားတဲ့ခါမှာမောရှိကတောင်ပေါ်တက်သွားအဲ့ခါမှာဘုရားသခင်ကဘာပြောလဲဆိုအခန်းငယ်၄မှာထမြောက်ရ19ရဲ့၄မှာငါကတဲ့အေကုရုလူတို့၌ပြုတ်တဲ့အကြောင်းကိုတင်တို့သိပြီတဲ့ ်သင်တို့ကိုရွှေလင်းသားရဲ့အတောင်ဖြစ်ထမ်းပြီးတော့မှဘုရားကိုယ်တိုင်ထမ်းတာနော်ကို့အဖို့သိမ့်ယူတယ်တဲ့ဟာလေလုယာသင်ကြောင့်ဘုရားသခင်ကသင်ကိုကယ်တာမဟုတ်ဘူးဘုရားသခင်အတွက်ဘုရားကဣတိလာလူမျိုးကယ်ခဲ့တယ်ယနေ့လည်းသင်ကောင်းလို့ဘုရားကကယ်တာမဟုတ်ဘူးသူအတွက်သင်ကိုဘုရားသခင်ကသိမ့်ယူတာဖြစ်တယ်သင်ကိုအတောင်တော့ရွှေလင်းသားအတောင်နဲ့တေလာတယ်လို့သင်ကိုဘုရားသခင်ခရစ်တော်အားဖြင့်တည်ယူသွားတာဖြစ်တယ် ဟာလေလုယခရစ်တော်အားဖြင့်တင့်ကိုကယ်တင်ခြင်းပေးကြတာဖြစ်တယ်။ခန့်ငယ်ငါမှာပြောထားတယ်ဆိုဒါကြောင့်မင်းနေခြင်းတလို့နေလို့မြတ်ထို့ကြောင့်ယခုတွင်တင်တို့သည်ငါစကားကို အမှန်နာတောင်း၏ငါပရင်ခြင်းကိုစောက်ရှောက်လင်းတဲ့နော်။ဆိုတော့တင့်ကိုဖျားသခင်ကယေရှုအားဖြင့်ကယ်ထားတာတင့်ရနဲ့တင်ကယ်တင်ခြင်းရတာမဟုတ်ဘူးတင်ကောင်းလို့ရတာမဟုတ်ဘူး။ဒါကြောင့်တင်ဟာဖျားသခင်ရဲ့စကားကိုအမှန်နဲ့ အမှန်နားထောင်ရမယ်အမှန်တကယ်ကိုနားထောင်ရမယ်ပြီးရင်ဘာလို့ရမလဲဆိုဖရားရဲ့ဗြိဉ္ဉင်ကိုတင်ဆောက်ရှောက်ရမှာထိုကဲ့သို့တင်လှောက်ဆောင်မယ်ဆိုရင်ဣဒရာလူမျိုးတွေကိုဖရားကတိကြမှာအခြားသောလူမျိုးတကာတို့တဲ့တင်တို့ဒီငါပိုင်ထိုက်သောဘန်နာတော်ဖြစ်ရကြလိမ့်မည်ဟာလေလုယာတင်ဟာခရစ်တော်အဖိကေခြင်းခံတာပြီးဖရားသခင်ပိုင်တဲ့ဘန်နာတော်ဖြစ်တယ် တင့်ကိုတင်နှစ်ပိုင်မှာဖျားကပိုင်သွားတာဖြစ်တယ်ဟာလေလုယမြေကြီးရှိသမျှ